မင်္ဂလာပါမိတ်ဆွေတို့ရေတယောက်တည်းအထီးကျန်နေရမှာကိုကြောက်နေပါသလားဒါမှမဟုတ်တယောက်တည်းဘလို့ရက်တည်ရမလဲဆိုတာစဉ်းစားနေပါသလားယနေ့မှာ Flowing Pot ရေးသားတဲ့ online own စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါဒီစာအုပ်ထဲမှာအမျိုးသမီးတွေဟာဘာကြောင့်တယောက်တည်းနေရမှာကိုကြောက်ရွံ့ကြတယ်လဲတယောက်တည်းနေခြင်းရဲ့အာသာချက်တွေကဘာတွေလဲဆိုတာကိုလေ့လာသွားမှာပါ ဖလောရင်ဖော့ဆိုတဲ့စာရေးဆရာမကအွန်မိုင်အုံးမဆိုတဲ့စာအုပ်တအုပ်ကို ရေးသားခဲ့ပါတယ်။ဒီစာအုပ်ထဲမှာအမျိုးသမီးတွေဟာဘားကြောင့်တယောက်တည်းနေရမှာကိုကြောက်ရွံ့ကြတယ်လဲဆိုတာကိုရှင်းပြထားပါတယ်။ရှေးရခင်ကအမျိုးသမီးတွေကိုအမျိုးသားတွေရဲ့အကကွယ်မပါပဲတယောက်တည်းရက်တီလို့မရဘူးဆိုတဲ့အတွေးခေါ်တွေကြောင့်အမျိုးသမီးတွေဟာတယောက်တည်းနေရမှာကိုကြောက်ရွံ့ကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာတယောက်တည်းနေရမှာကိုကြောက်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့စီးပွားရေးအခက်အခဲတွေကြောင့်ဖြစ်ပါတယ်။စည်ရင်းစရာတွေရအမျိုးသမီးအိမ်အောင်မရှိသူတွေမိခင်မှုဆိုးမတွေနဲ့အသက်ကြီးတဲ့အမျိုးသမီးတွေဟာအိမ်အောင်ရှိတဲ့အမျိုးသမီးတွေထက်ပိုပြီးဆင်းရဲကြပါတယ်။ဒါကြောင့်အမျိုးသမီးတွေဟာအမျိုးသားတွေရဲ့အကူအညီမပါဘဲဘဝကိုရပ်တည်နိုင်မှာမဟုတ်ဘူးလို့ထင်နေကြပါတယ်။နောက်ပြီးအမျိုးသမီးတွေဟာသူတို့ရဲ့ဆန္ဒတွေကိုအမျိုးသားတွေရဲ့စံနှုန်းတွေနဲ့တိုင်းတာလေးရှိပါတယ်။ သူကငါကိုဘလို့ဖြစ်စေခြင်းလဲဆိုတာကိုအရင်စဉ်းစားကြပါလေ။ငါကဘသူလဲဆိုတာကို မစဉ်းစားကြပါဘူး။ဒါကြောင့်အမျိုးသမီးတွေဟာသူတို့ရဲ့လိုအပ်ချက်တွေကိုဖုံးကွယ်ထားပြီးသူတပားအပေါ်မိခိုနေတတ်ကြပါလေ။တယောက်တည်းနေရမှာကို ရှက်ကြောက်ပြီးမပျော်ရွှင်စရာကောင်းတဲ့ဆက်ဆံရေးတွေမှာပဲနှမြုပ်နေတတ်ကြပါလေ။ဒါပေမဲ့မိတ်ဆွေတို့ရေတယောက်တည်းနေခြင်းနဲ့အထီးကျန်ခြင်းဟာမတူပါဘူး။ တယောက်တည်းနေခြင်းဆိုတာဟာကိုယ့်ရဲ့အတွင်းစိတ်နဲ့အတူရှိနေခြင်းပါပဲအထီးကျန်ခြင်းကတော့ဆက်သွယ်မှုမရှိတဲ့အခါခံစားရတဲ့ဝေဒနာပါငငယ်တုန်းကမိဘတွေကအခန်းထဲမှာတယောက်တည်းနေလို့အပြစ်ပေးတာကိုခံခဲ့ရဖူးပါတယ်ဒါကြောင့်တယောက်တည်းနေခြင်းဟာအပြစ်ရှိတယ်တန်ဖိုးမရှိဘူးလို့ထင်နေကြပါတယ်ဒါပေမဲ့တယောက်တည်းနေခြင်းဟာကိုကိုကိုနားလည်ဖို့ကိုယ့်ရဲ့အတွင်းစိတ်ကိုထုတ်ဖော်ဖို့အခွင့်အရေးတစ်ခုပါပဲ။ တယောက်တည်းနေခြင်းအဖြစ်မိမိရဲ့စွမ်းရည်တွေကိုရှာဖွေတွေးရှိနိုင်ပါတယ်။ဒါကြောင့်တယောက်တည်းနေခြင်းကို မကြောက်ဘဲရေရဲဝုန်းရင်ဆိုင်သင့်ပါတယ်။ငယ်ဘဝမှာမိမိကိုယ်ကိုစတင်သိရှိလာတဲ့အခိုက်အတန့်တွေရှိပါတယ်။နာနာလီဆိုတဲ့ကလေးမလေးဟာသူ့ခြေထောက်တွေကိုတတိထားမိသွားတယ်။စာရေးဆရာမဖလောရင်ဖော့ကလည်းမေပေရွက်လေးတရွက်ကိုစူးစိုက်ကြည့်နေမိတယ်။ ဒီလိုအခိုက်အတန့်လေးတွေဟာမိမိရဲ့အတွင်းစိတ်ကိုရှာဖွေတွေးရှိဖို့အခွင့်အရေးတွေပါပဲ။ဒါပေမဲ့ငယ်ဘဝမှာစိတ်ထိခိုက်စရာတွေကြုံတွေ့ခဲ့ရရင်မိမိကိုယ်ကိုဖုံးကွယ်ထားတတ်ကြပါလေ။လိမ္မာတဲ့မိန်းကလေးရဖြစ်ဖို့သူများလက်ခံအောင်နေထိုင်ဖို့ကြိုးစားကြပါလေ။ဒါကြောင့်မိမိရဲ့ပင်ကိုယ်စွမ်းရည်တွေကိုမေ့လျော့သွားတတ်ကြပါလေ။ဒီလိုမျိုးမိမိကိုယ်ကိုဆုံးရှုံးသွားတာကိုဘယ်သူမှသတိမထားမိပါဘူး ကလေးတွေဟာစိတ်ဆင်းရဲမှုတွေကိုမျိုးသိပ်ထားပြီးမိမိကိုယ်ကိုအပြစ်တင်နေတတ်ကြပါတယ်။ဆယ်ကျော်သက်အရွယ်ဟာခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာအရာပါ အပြောင်းလဲတွေမြန်ဆန်တဲ့အချိန်ဖြစ်ပါတယ်။မိန်းကလေးတွေဟာလွတ်လပ်ခြင်းစိတ်နဲ့မိဘရဲ့အတီးပြုတ်မှုကို လိုချင်စိတ်ရှားမှဝေခွဲမရဖြစ်နေတတ်ကြပါတယ်။တငယ်ချင်းတွေရဲ့အမြင်မိဘရဲ့တုံ့ပြန်မှုမီဒီယာပုံရိပ်တွေပေါ်မှာမူတည်ပြီးမိမိကိုယ်ကိုတန်ဖိုးဖြတ်ကြပါတယ်။ ဒါကြောင့်မိမိရဲ့အတွင်းစိတ်နဲ့အဆက်အသွယ်ပြတ်ပြီးမိမိကိုယ်ကိုယုံကြည်မှုလျော့နေသွားတတ်ကြပါတယ်။မိဘနဲ့ဆက်ဆံရေးဟာအမျိုးသမီးတစ်ယောက်ရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုပေါ်မှာ အများကြီးတက်ရောက်မှုရှိပါတယ်။မိခင်ရဲ့မပြေဝတဲ့ဘဝကြောင့်သမီးဖြစ်သူဟာနာကျင်ခံစားရနိုင်ပါတယ်။မိခင်က သမီးကိုသူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့မျှော်လင့်နေတတ်ပါတယ်။ဖခင်ကလည်းသမီးကိုကူညီပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ ဖခင်ကတမီးကိုစွန့်ဆောင်နိုင်တယ်လို့မြင်ပြီးအားပေးမယ်ဆိုရင်တမီးဟာကဘာပေါ်မှာရဲရဲဝံ့ဝံ့ယက်တီနိုင်မှာပါမေတ္တာမရှိတဲ့မိဘတွေကြောင့်အမျိုးသမီးတွေဟာအပြင်ပန်းအကူအညီတွေနဲ့သူတို့ရဲ့စိတ်ထဲကလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားကြပါတယ်သူတို့ကိုသူတို့ဂရုမစိုက်နိုင်ကြပါဘူးဒါကြောင့်တယောက်တည်းနေရမှာကိုကြောက်ရွံ့ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့တယောက်တည်းနေခြင်းကသူတို့ရဲ့ငယ်ဘဝလိုအပ်ချက်တွေကိုတတိယစီလိုပါ ဘဝရဲ့အပြောင်းလဲတွေကြောင့်အမျိုးသမီးတွေဟာတယောက်တည်းနေရတဲ့အခြေအနေကိုရောက်သွားတတ်ပါတယ်။ဥပမာ၊ကွာရှင်းခြင်း၊အိမ်နောက်ဖက်ဆုံးရှုံးခြင်း၊ကလေးတွေအိမ်ကထွက်သွားခြင်းစတာတွေကြောင့်ပါ။ဒီလိုအခိုက်အတန့်တွေဟာကြောက်စရာကောင်းပြီးမိမိရဲ့အခန်းကဏ္ဍနဲ့လုံခြုံမှုတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။ဆက်ဆံရေးတစ်ခုကိုအဆုံးတက်လိုက်တဲ့အခါဆုံးရှုံးသွားတဲ့မျောလင်းချက်တွေ၊လူမှုရေးအဆင့်တန်းတွေနဲ့ငွေကြေးလုံခြုံမှုတွေအတွက်ဝန်내ကြေကွဲရပါတယ်။ ဒီလိုအချိန်မှာနာကျင်မှုအပြစ်တင်မှုတွေနဲ့ကြောက်ရွံ့မှုတွေခံစားရနိုင်ပါတယ်။ဒါကြောင့်အပြုသဘောဆောင်တဲ့အနာဂတ်ကို မြင်ဖို့ခက်ခဲပါတယ်။တယောက်တည်းနေခြင်းနဲ့ဘဝတစ်တခုကိုတည်ဆောက်ဖို့ဆိုတာချက်ချင်းဖြစ်လာနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။တီးခံပြီးစူးစမ်းဖို့လိုအပ်ပါတယ်။မိမိကိုယ်ကိုလက်ခံပြီးပြောင်းလဲဖို့စူးစမ်းပါတယောက်တည်းနေခြင်းဟာဆင်းရဲခြင်းနဲ့အတူတူပဲဆိုတဲ့အတွေးအမြင်တွေကိုစိန်ခေါ်ပါ။ မိမိရဲ့လိုအပ်ချက်တွေကိုဦးစားပေးပြီးတင်းငယ်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်ပါတယောက်တည်းနေခြင်းကိုမိတ်ဆွေဖွဲ့ခြင်းအဖြစ်မိမိကိုယ်ကို ပိုင်ဆိုင်ပြီးဂုဏ်သိက္ခာရှိတဲ့ဘဝကိုတည်ဆောက်နိုင်ပါတယ်အတွင်းစိတ်ကိုပြန်လည်ဖွဲ့စည်းပါ ရှက်ရှုမှုနဲ့အားနည်းမှုတွေကြောင့်ပုံအောင်နေတဲ့မိမိကိုယ်ကိုပြန်လည်ရှာဖွေပါနာကျင်စရာခံစားချက်တွေကိုဝန်ခံပါ မိမိရဲ့စိတ်မှန်တဲ့အရေးချင်းတွေကိုထုတ်ဖော်ပါမိမိကိုယ်ကို ကောင်းချီးပေးပါကိုယ့်ရဲ့ဒဏ်ရာတွေကိုလက်ခံပါပြင်ပထောက်ခံမှုတွေနဲ့မိမိကိုယ်ကိုအားပေးပါသူတစ်ပါးရဲ့အမြင်တွေနဲ့အတိတ်ကနာကျင်မှုတွေပေါ်မှာမူတည်ပြီးဘဝကိုမလျှောက်လန်းပါနဲ့တော့တရားထိုင်ခြင်းဝါဒနာပါရများကိုလှုပ်ဆောင်ခြင်းစတဲ့လှုပ်ရှားမှုတွေကနေမိမိရဲ့အတွင်းစိတ်နဲ့ချိတ်ဆက်နိုင်ပါတယ် ထူးခြားတဲ့အောင်မြင်မှုတွေမှသာမကတာမန်ချိန်လေးတွေမှာလည်းအတိတ်ပဲကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ကဘာကြီးကိုအလိုလိုသိမြင်နိုင်စွမ်းနဲ့အသေးမောအတွေ့အကြုံလေးတွေကိုတံမိုးထားတတ်ဖို့လိုအပ်ပါတယ်။တယောက်တည်းနေခြင်းဟာမိမိကိုယ်ကိုရှာဖွေတွေ့ရှိုံသာမက သူတစ်ပါးနဲ့ဆက်ဆံရေးကိုလည်းတိုးတက်စေနိုင်ပါတယ်။မိမိကိုယ်ကိုချစ်မြတ်လို့တဲ့အမျိုးသမီးတွေဟာသူတစ်ပါးကိုအားကိုးခြင်းနဲ့စိတ်နဲ့ဆက်ဆံရေးကိုမတိဆောက်ကြပါဘူး။ မိမိကိုယ်ကိုတံမိုးထားတဲ့အမျိုးသမီးတွေဟာအထီးကျန်ခြင်းကိုမကြောက်တဲ့အတွက်မပြည့်စုံတဲ့ဆက်ဆံရေးတွေမှာစိတ်မစင်းရဲကြတော့ပါဘူး။တယောက်တည်းအောင်မြင်စွာနေထိုင်နိုင်ဖို့အတွက်မိတ်ဆွေတွေအကြံပေးတွေနဲ့လူမှုအတိုင်းဝိုင်းတွေလိုအပ်ပါလေ။သူတို့ကမိမိကိုအားပေးကူညီပြီးဘဝမှာ ရှေ့ဆက်ဖို့ခွန်အားတွေပေးပါလေ။အမျိုးသမီးအချင်းချင်းရဲ့ချစ်ကြည်ရင်းနှီးမှုကစာနာမှုနဲ့နားလည်မှုကိုပေးဆွနိုင်ပါလေ။ အတူတူကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကိုမျှဝေခြင်းအဖြစ်စိတ်သက်ခွန်အားတွေရရှိနိုင်ပါတယ်။မိတ်ဆွေတို့ရေဒီစာအုပ်ထဲကအရေးကြီးဆုံးသင်ခန်းစာတွေကတော့မိမိကိုယ်ကိုတံပိုးထားပြီးတကိုယ်ရဲနေခြင်းကို မကြောက်ပဲရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ပါပဲ။မိမိရဲ့အတွင်းစိတ်ကိုနားထောင်ပြီးကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။တငယ်ချင်းတွေမိသားစုတွေနဲ့အတူပျော်ရွှင်စရာအချိန်တွေကိုဖန်တီးပါ။ အခုပဲမိမိကိုယ်ကိုချစ်မြတ်နိုးပြီးတကိုယ်ရဲ့ယက်တီနိုင်တဲ့ဘဝကိုစတင်တည်ဆောက်လိုက်ပါ